38နောက်ဆုံးတွင် Brook Haven ရုံးငယ်လေးအပြင်ဘက်ရှိ Ron Fitz ဆိုသော မထင်မရှားရှေ့နေတဦးကိုရွေးလိုက်ကြသည် Mrs. Pee တွင်ရှိပြီးကားဖြင့် Jackson မှတောင်ဘက်သို့တနာယီခီဟီတီဘက်အနောက်ဘက်မှဆိုကနှစ်နာရီခန့်သွားလျင်ရောက်သည်လူဝီစီယာနာပြည်နယ်အဆက်မြင့်မှဆိုလျင်မိုင်90ခန့်ဝေသည်၎င်းအား တပုံတပင်ကြီးရှိနေသောကိုရင်းမတန်းများထဲမှရွေးထုတ်လိုက်ခြင်းဖြစ်သည်အာလုံးက၎င်းတို့၏အမိများနှင့်နောက်ခံအကြောင်းများကိုတေချာစွာစစ်စစ်နေသည်ကို အနှဲငယ်များပင်ရေးစားမိခဲ့ခြင်းမရှိကြလူပြူလူငယ်တဦးအိမ်အောင်တစ်ဆက်ကလေးသုံးဦးရုပ်ရည်အဖြစ်ကြည်ပျော်ရှုပျော်ရှိသည်ဝိတက်စားတတ်ပြီးဘာသာရေးလိုက်စားသော conservative baptist တူဖြစ်သည် old miss ဥပဒေအကြောင်းထက်ဖြစ်ပြီးတက်တန်းတရှောင်းကျင့်ဝတ်ပိုင်းနှင့်ပတ်သက်၍အညီအစွန်းကင်းသူဖြစ်သည်ရေအမြန်မောင်း၍ဒံကြီးဆောင်ရသည်ကလွဲ၍ရာဇဝတ်မှုနောက်ကြောင်းရှင်သည်မိတိတရားခွင်ရှိနေအုပ်စုတစ်ခုတလေနင်းမြမပတ်သက် အရှုပ်အရှေးမရှိတရားခွင်အတွေ့အကြုံလည်းမရှိသူဖြစ်သည် brook heaven မှလွဲ၍ အပြင်တွင်ရွန်ဖစ်ဆိုသည့်အမိကို ကြားဖို့သူတဦးတယောက်များမရှိထိုအချက်တစ်ချက်ထဲနှင့်သူ့အားအစ်စ်မျော်စုံမှုရွေးချယ်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်နောက်တစ်ကြောင်းက သူသည်၎င်းတို့အသက်မှတ်ထားသည့်ဥပဒေရေးရာအတွေ့အကြုံပိုင်းတတ်မှတ်ချက်အနေဆုံးကိုကြော်လွန်ရန်အတွက်အသက်အရွယ်ပြည့်မီုံသာမကရည်မှန်းချက်များရှိနေသေးလောက်အောင်ငယ်ရွယ်သူလည်းဖြစ်သောကြောင့်ဖြစ်သည် သူသည်အသက်အဖြစ်39နှစ်ရှိပြီးရှေ့နေ၅ဦးပါဝင်သော ရှေ့နေအကျိုးဆောင်လုပ်ငန်းတွင်ဂျူနီယာပါတနာအဖြစ်လုပ်ကိုင်နေသူဖြစ်သည်၎င်းတို့သည် ရင်တိုက်မှုများရှုံမိများ အလုတ္တမထိခိုက်ကြရာရမှုများနှင့် အခြားမျက်နာခြေရလိုမှုဖြင့်တရားဆွဲခံရသည့်အမှုများကိုကင်တွယ်နေသူများဖြစ်သည်အမှုတွေများသည် အာမခံကုမ္ပဏီများမှဖြစ်ကြပြီး နာယီဖြင့်အခချင်းွေပေးချေရ၍ဝင်ငွေအကောင်းကြီးမဟုတ်သည့်တိုင်တတောင်တတာနေနိုင်ကြသည့်အနေအထားရှိသည်ဂျူနီယာပတ်တနာအဆင့်ရှိဖရစ်ပင်ပြီးခဲ့သည့်နှစ်ကဝင်ငွေအားဖြင့်ဒေါ်လာ6200ရရှိခဲ့သည်ဝေါ်စထရီးရှေ့နေများနှင့်အပုံကြီးကွာခြားနေတော်လဲမစ္စစ်ပီရှိမျိုးလေးတွင် နေသူတယောက်အတွက်မစိုးလာဟုဆိုရမည်ဖြစ်သည် တရားလွတ်တော်ချုပ်တရားသူကြီးတဦးဤတနည်းဝင်ွေသည်လက်ရှိတွင်ဒေါ်လာတသိန်းတထောင်သာရှိနေသည် fit is a knee ဒိုရင်းသည်ပုဂ္ဂလိကပိုင်စိတ်ကျမ်းမာရေးအစေခံဤလက်ထောက်အုပ်ချုပ်ရေးမှုအဖြစ်လောက်ကိုင်းနေပြီးဝင်ွေအားဖြင့်ဒေါ်လာ၄000တထောင်ရှိနေသည်အေးကာနစီနှင့်ပြည်ဘောကအချုပ်ပါဗန်ချင်းွေဖြင့်ဝယ်ယူထားသည် စစ်သည်ချင်းွေများပုံမှန်ပေးလေးရှိ၍မှတ်တမ်းတွင်အပြည့်အနာစာကင်းသည်တနေ့တစ်ကြိမ်ကလေးများခေါ်၍ဖလော်ရီဒါသို့အပန်းဖြစ်ခရီးထွက်သည် ခရီးထွက်တိုင်းလဲတပတ်နေရင်ဒေါ်လာ1000ပေးရသည်အထက်မြင့်ကွန်ဒိုတိုက်ခန်းတစ်ခန်းငှားနေလေရှိသည်ယုံကြည်အနှံ့ရံမုံငွေ trust fund များမရှိသလိုမိမများ၏အမွေအနှစ်များမှလည်းထူးထူးခြားခြားမျှော်လင့်စရာမရှိဘူး ထရစ်တိုလီမီးယားသည်၆ပြည့်ကင်းတဲလဲစင်သူတွေဖြစ်နေသည်ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနိုင်သောကမ်ပိန်းတွင်၎င်းတို့နောက်ကျောင်းနှင့်ပတ်သက်ပြီးအဆရှာမီဆိုလျင်ပင်ဘာမှထွက်လာစရာ အကြောင်းမရှိဆိုသည်ကိုတော့သူတို့ဘက်ကအသေးအချာတည်ထားပြီးဖြစ်သည် တိုနီဇာခါရီသည်အဆောက်အဦးထဲသို့နေ့လယ်၂နာရီထိုးရန်၅မိနစ်အလိုတွင် ဝင်လာခဲ့ပြီးလာရသည့်အကြောင်းရင်းကို ရင်ရင်ကျေကျေပြောလိုက်သည်ကျွန်တော်မစ္စတာဖင်နဲ့တွေ့ဖို့အချင်းချက်လုပ်ထားပါတယ်စကတ်ထရီမျိုးသမီးလည်းအထဲသို့ဝင်သွားသည်သူလည်းဘေးဘီတို့လှည့်ပတ်အခဲခတ်ကြည့်လိုက်သည်စာအုပ်စင်သည်ဖုံတက်နေသော ဥပဒေစာအုပ်ကြီးများကြောင့်ငိုက်ကြသလိုဖြစ်နေသည်ကော်စောများလည်းဟောင်းနှွမ်းနေသည်အစအဦးကအကောင်းကြီးဖြစ်တော်လဲ ။အိုမင်းနေ၍ပြုပြင်မုံမှန်ဖို့လိုအပ်နေသည်ဟုအတိပေးနေသည့်အလားမှုန်နှံ့ရနေသည်။တကားတစ်ချက်ပွင့်လာပြီးရုတ်ခတ်ချောချောလူငယ်တဦးထွက်လာသည်။မစ္စတာဇာခာရီဘာလာကျွန်တော်လိုဖြစ်ပါ။ဟုပြောရင်အမှုတဲ့အစ်င်များနှင့်တွေ့လျင်လုံနေကြအတိုင်းလက်ကမ်းပေးလာသည်။တွေ့ရတာဝမ်းသာပါတယ်။ဒါကျွန်တော်ယုံကမ်းမယ်။ဟုတ်ဖရစ်ကသူထွက်လာသည့်တကားဘက်သို့ လက်နှင့်ဝေယမ်းပြရင်ပြောလိုက်သည်အခန်းထဲဝင်လာကြပြီးဇပွဲတွင်ဝင်ထိုင်လိုက်ကြသည်ဇာခာရီကဘာမှမတောက်တော့ဟုညင်းလိုက်ရင်ဖရစ်ကိုအကဲခတ်ကြည့်မိသည်ဖရစ်သည်အင်ဂျီလက်ကိုလိတ်တင်ထားပြီးလက်စည်းကိုချောင်ချောင်ချစ်ချစ်ဖြစ်အောင်လျှော့ထားသည် သူပုံစံကတခုခုကိုခွန်အားစိုက်ထုတ်လုပ်နေသလိုမျိုးဖြစ်နေသည် ဇာခာရီသည်ချက်ချင်းလိုသဘောကျသွားမိသည် ဖြူဖွေးညင်ညာသောသွားများ နာအထက်တွင် အနှဲငယ်ဖြူစားပြူလာနေသောသဘင်ခိုင်မာသောမေယိုဒီလိုမျိုးက မြင်သူတိုင်းသဘောကျအောင်ချပြနိုင်သည့်လူစားမျိုးတွင်ပါသည်သူတို့နှစ်ဦးလည်းဟိုလူတိလားဒီလူတိလားဆိုသည်များပြောရင်မိနစ်အနည်းငယ်ခန့်အချိန်ဖြုန်းလိုက်ကြသည်ဇာခာရီက သူသည် အစိုးရနှင့်ဆက်ဆံရသည့်အလုံမျိုးလုပ်ရင်းဂျက်ဆန်တွင်အတော်ကြာအောင်နေခဲ့ဘူးသည်ဟု ပြောလိုက်သည်ဖရစ်သည်နိုင်ငံရေးတွင်ပါဝင်ပတ်သက်ခဲ့ဘူးသည့်တမိုင်းကြောင်းရှိမထားသည့်ကိုလည်းတည်ထား၍သူဘာလုပ်ခဲ့သည်ကို ပေါ်သွားမိအရေးစိုးရိမ်စရာမရှိတကယ်တမ်းတွင်ဂျက်ဆန်တွင် သူနေခဲ့သည်မှာ၃နှစ်ပင်မပြည့်ခင်မကြသေးမီကမှကတ္တရာခင်းသည့်ကန်ထရိုက်တာအတွက်လော်ဘီလုပ်ပေးခဲ့ဘူးသည် ဘရုခ်ဟဗင်းတွင်သူတို့နှစ်ယောက်လုံးသိသည့်အထက်လွတ်တော်အမတ်တဦးရှိ၍ထိုလူအကြောင်းမိနစ်အနည်းငယ်ခန့်အချိန်ဖြုန်းသည့်အနေနှင့်ပြောပြခဲ့ကြပြန်သည်စကားပြောအစဉ်ပြေ၍နေသားထိုင်သားကြလာသည်နှင့်ဇာခာရီကကျွန်တော်တခုတော့တောင်းမပြစေကျွန်တော်အမှုအဖို့ရောက်လာတာမဟုတ်ဘူးဆိုတာကိုပါဒီထက်ပိုအရေးကြီးတဲ့ကိစ္စရှိနေလို့ဓာတ်တွေ့တာပါဖရိကမျက်မှောင်တစ်ချက်ကျုံလိုက်ပြီး ်ခေါင်းငိမ့်ပြရင်ဆက်ပြောပါခင်ဗျာတရားရဲ့အမြင်ဆိုတဲ့အုပ်စုကိုခင်ဗျာကြားဘူးလား no ကြားဖို့သည့်သူကလည်းအနှဲငယ်မျှတာရှိသည် လော်ဘီအတိုင်းမြင်ခံဆိုသည့်ရှုပ်ထွေးလာသည့်လောကထဲတရားရဲ့အမြင်သည်အစ်စ်ဝင်ရောက်လာသည့်အုပ်စုဖြစ်သည်ကျွန်တော်က Mrs. BB နဲ့အတွက်အဲ့အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာတူပါတနိုင်ငံလုံးအတိုင်းအတာနဲ့ဖွဲ့စည်းထားတာပါ ကျွန်တော်တို့အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့အယူခံတရားရုံးတွေမှာအရေးချင်းရှိတဲ့လူတွေရွေးချယ်ကြရဖို့ပါ။အရေးချင်းဆိုတာကလည်း conservative အမြင်ရှိရမယ်။စီးပွားရေးလုပ်ငန်းတွေကိုဦးစားပေးရမယ်။စင်ကြင်လုံးတရားရှိပြီးကိုကျင့်တရားမှလည်းစံထားနိုင်တဲ့လူမျိုးဉာဏ်အမြော်အမြင်နဲ့ပြည့်စုံတာမျိုးကိုဆိုလိုတာပါ။ပြီးတော့ရည်မှန်းချက်ကြီးကြီးရှိမဲ့လူငယ်တရားသူကြီးလည်းဖြစ်ရမယ်မစ္စတာဖစ်။ဒါတွေကကျွန်တော်တို့ယုံကြည်ထားတဲ့အခြေခံအချက်တွေပဲ။ ဒီနိုင်ငံရဲ့တရားရေးနယ်ပယ်တစ်ခုလုံးကိုပြောင်းပြစ်ဖို့ပဲအဲ့ဒီလိုမျိုးကျွန်တော်တို့လုံနိုင်မယ်ဆိုရင်မွေးဖွားမလာသေးတဲ့ကလေးတွေရဲ့အခွင့်အရေးတွေကောက်ွယ်ပေးနိုင်တယ်သူတို့လေးတွေတုံးဆွဲနေရတဲ့ရင်ကျိမှုပိုင်းကအမှတ်တရိုက်တွေကိုတားမြစ်ကန့်သက်ထားနိုင်တယ်လက်ထက်ထိမြခြင်းဆိုတာကိုလည်းတန်ရှင်းစစ်ကြံမှုအဖြစ်ဂုဏ်ယူလာနိုင်ရမယ်လိင်စိတ်ပြောင်းလဲနေသူတွေကိုလည်းစာသင်ခန်းတွေအနာကတ်လို့မရအောင်လုပ်နိုင်တယ် တနက်တွေထင်းချုပ်စေခြင်းတဲ့လူတွေကိုလည်းမောင်းထုတ်ပြစ်နိုင်တယ်။နေကြားတွေကိုလည်းပိတ်ပစ်ထားနိုင်တယ်။ကျွန်တော်တို့ရဲ့အစ်စ်အမှန်လူနေမှုပုံစံကိုလည်းထိန်းထားနိုင်မယ်ပေါ့ဗျာ။နှစ်ယောက်စလုံးဂျိုင်းတူလိုလိုအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကြပြီ။